မလေးရှားနိုင်ငံမှာပြုလုပ်မဲ့အာဆီယံအစည်းအဝေးအတွင်အမေရိကန်ရဲ့ကုန်သွယ်ခွင့်တိုးမြှင့်ကောက်ခံမှုနဲ့မြန်မာအရေးတို့ကိုအဓိကဆွေးနွေးမိဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောကြားခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။မလေးရှားဟာမေလ26ရက်မှာ အာဆီယံအစည်းအဝေးကိုအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာကုံတွေကွန်တွေ၊ကုံတွေရေးအနောက်ရှက်တွေအပြင်မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပြည်ပခါနဲ့မကြသေးမီကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာအမေရိကန်အပေါ်ကုံတွေရေးနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာမှီခိုနေရပါတယ်။ ဒါပေမဲ့သူတစ်ပါးရဲ့သဘောထားကိုထဲမတွက်ဖဲတစ်ဖက်သက်လှုပ်ဆောင်တာကိုတော့ကျွန်တော်လက်မခံနိုင်ပါဘူးလို့အန်ဝါကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်အာဆီယံဟာတရုတ်၊အိန္ဒိယ၊ပါကစ္စတန်နဲ့ဥရောပသမဂ္ဂကဲ့သို့မိဖက်အစ်တတွေနဲ့လည်းဆွေးနွေးမှုတွေပြုလုပ်ရမယ်လို့သူကပြောပါတယ်။ဗလိရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူမှာ ြုလုပ်မဲ့အာဆီယံစည်းအဝေးကိုတက်ရောက်ဖို့အတွက်တရုတ်ဝန်ကြီးချုပ်လီချင်ဟာမေလ25ရက်မှာမလေးရှားကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီနောက်အာဆီယံနဲ့ပင်လယ်ကွေ့နိုင်ငံတွေမှာထိပ်သီးခေါင်းဆောင်တွေနဲ့တရားစည်းအဝေးတွေပြုလုပ်မှာဖြစ်ပါတယ်။ အာဆီယံဟာစားသုံးသူဈေးကွက်တန်း680ရှိပြီးအာဆီယံရဲ့စီးပွားရေးဟာဒေါ်လာ3.8တမ8ထရီလီယံရှိကကမ္ဘာပြင်စမမြောက်စီးပွားရေးအင်အားအကြီးဆုံးဖြစ်နေတဲ့အနေအထားနဲ့အမေရိကန်ရဲ့ကုန်သွယ်ကွန်ကောက်ခံမှုအပေါ်စီးလုံးညီညွတ်စွာချင်းကပ်လှုပ်ဆောင်လျက်ရှိနေပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာလူပေါင်းများစွာတည်ဆုံခဲ့တဲ့၄နှစ်ကြာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခါကိုအဆုံးသတ်ဖို့လုပ်ငန်းစဉ်တွေကိုလည်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအန်ဝါကပြောပါရတယ်။ပြီးခဲ့တဲ့လကအန်ဝါဟာထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ မှာ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီးအပြစ်ကတ်ရစဲရေးကာလကိုတက်တန်းတိုးဖို့နဲ့မတ်လ28ရက်ကလုပ်ခဲ့ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မြန်မာနိုင်ငံကိုအကူအညီတွေပေးဖို့ခွင့်ပြုဖို့ဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်တို့ဟာထူးခြားတဲ့တိုးတက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဒါဟာကောင်းမွန်တဲ့ဏီဒန်းဖြစ်ပါတယ်လို့အန်ဝါကမေလ27ရက်ကပြောကြားခဲ့ပါတယ်